ရွာလေးတရွာရဲ့အရှေ့ဘက်မှာတော့ဈေးဟောင်းတစ်ခုရှိပါတယ်အဲဒီဈေးဟောင်းကတော့နေ့90ရှိပါပြီဈေးဟောင်းဖြစ်ပေမဲ့ရောင်းချဖို့ရတော့ရှိတော့မှအဲဈေးမှာတော့လိုချင်တဲ့စားသောက်စရာတွေအကုန်ရပါတယ်ဈေးလေးရဲ့အနောက်ဘက်ခြမ်းကဈေးကုန်မှာတော့ကိုတုတ်ကမုံမျိုးမျိုးကိုရောင်းပါတယ်ကိုတုတ်ကမလို့တာရမ်းထော်ပေမဲ့သူ့မှာကိုတီချစ်တူမရှိသေးပါဘူးပြောရရင်သူကတော့ FA အကြီးစားပါအခုတော့ကိုတုတ်တယောက်စီပဲကြိုးစားပြီးတော့ရောင်းနေပါတယ်။ဟယ်လိုမေဘာလဲခင်ဗျ ဒါအမေပြောထားရမို့လားဒီနေ့ဆော့ဆော့ပြန်လာလို့အမေရှာပေးထားတဲ့မေဥကင်ကိုလာကြည့်စမ်းပါ။သွားဒုဟုထက်ကိုဖြိုသေးတယ်။သွားငါတို့လိုပဲအိမ်ပိုင်နေ။အော်အမေရဲ့ကိုသားကိုသားမရက်တင်နိုင်တဲ့ဦးလေးပုံလေးရောက်ပြီးမဖြစ်စလောက်လေးနဲ့စားနေရတာ။အေးပါသားရဲ့အမေသိပါရဲ့သား။ဒါလေကိုကစားပြီးပြဆန်စုထားတော့ကိုတော့ကတော့ခုစဉ်အသက်25နှစ်ရှိပါပြီ။ သွားတော့တပြည့်ပြည့်မိမယူတော့မယ်အရွယ်ကုန်ရောက်လာပါပြီကိုတော့ရဲ့ရုပ်ရည်ကတော့တာမန်ပါပဲဒါမဲ့လက်ခံနိုင်မယ့်ရုပ်ရည်မျိုးပါကိုတော့ရဲ့အမေဖြစ်သွားတော့သူ့အတွက်မိမပဲရှာပေးနေပါတယ်တနေ့မှတော့ဇေဒေကိုအရင်ချော်လာတဲ့နိုင်ကန်တရားရောက်လာပါတယ်သူကတော့ဇေဒေကိုရောက်လာတာနဲ့ပါလာတဲ့တရက်တီဗီကိုရောင်းချဖို့အတွက်နေရာလူကိုရှာပေးနေပါတယ်နိုင်ကန်ဟာရှေ့ကိုသွားလိုက်ပြီးနေရာလူရဖို့အမြန်လိုက်ရှာပါတယ်တရက်တီဗီရောင်းဖို့နေရာလူရှိသေးလားငါဘယ်မှာရောင်းရမလဲ ဟဲ့ကလေးမပစ္စည်းရောင်းဖို့လားလားအတန်ချဲ့ဆက်နေអော်ဖို့လားလားអော်ပစ္စည်းရောင်းနေရပါနေရာအရင်ရအောင်អော်တာပိုင်းဒီနန်းခင်ကိုတော့ကလေးသူ့ရဲ့ဆိုင်တဲကနေကြည့်နေပါတယ်သူကဘယ်လိုမျိုးလဲအတန်အားလည်းအရင်ကျေရပါပဲအိုးကြည့်စင်ဒီမှာနေရာလို့နေရပဲဒီမှာတင်မယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပြုပြီးငါ့ကိုဒီမှာရောင်းခွင့်ပေးပါလန်ကရတော့ကိုတုံးရဲ့နဘေးကဈေးကုန်လေးမှာပါလာတဲ့တရားသေးတွေကို ရောင်းဖို့လုပ်ပါတယ် ချက်ချင်းပဲရောင်းချဖို့ပြင်ဆင်ပြီးသွားပါတယ်။ကိုတုတ်ကတော့သူရဲ့နဘီကိုအတိရောက်လာတဲ့နိုင်ကင်ကိုတေချာအကဲခက်နေပါတယ်။လာကြတော့တရတရာချုံလို့မင်းရဲ့ခင်မုန်းကိုတော့မေ့သွားပြီ။အရွေကအချိန်တိုင်းလန်းဆန့်သွားမယ်။ခဏချင်းအတွင်းသူတွေဝိုင်းအောင်လာပါတယ်။ကျေးဇူးပြုပြီးငိုသွားမယ်တရတရာတထုတ်ပေးပါ။အိုးအကူကငိုချင်တယ်လို့လား။ရတယ်။အကူရှိရဇနီးပါမေ့သွားမယ်။ဟွန်းသူရောက်လာခဏချင်းနဲ့လူတွေအောင်လာပါလား။ငါလည်းသူ့လိုရောက်ကြည့်မယ်။ ဒီမှာတော့အရင်စားလို့ကောင်းတဲ့မော်လေးတွေလိုချင်ရင်အမြတ်လာဝယ်နော်ဟိဟိရှင့်တန်အရင်ကနူးညံ့တာပဲငါလိုအတန်ကျကျနဲ့အော်ရောင်းပါလားငါတည်းလိုမရောင်းချင်ဘူးတခြားသူတွေကိုအနှောက်ယှက်ပေးနေတယ်လို့ပဲဟင်းငါရောင်းတယ်လို့ဟာတခြားသူတွေကိုအနှောက်ယှက်ပေးနေတယ်လို့ဖြစ်နေရလားရှင်ကတခြားသူတွေရဲ့နှလုံးသားကိုအနှောက်ယှက်ပေးနေရမင်းကလာနောက်နေရလားငါလာမနောက်နဲ့ရှင်ကရိုးရိုးတက်သားပဲဒီမမေယောမသားဖြစ်နေဟာဟဲ့မင်းတို့နှစ်ယောက်ကဘာရောင်းနေရလဲ တယောက်နဲ့တယောက်ထားပေးနေကြပဲ။အုံးငါဇင်းအောင်သူကိုအကြံပေးနေရပါ။သူမျက်နှာကြောင့်ဇေဝဲသူတွေမလာကြဘူးလေ။ငါရုပ်ဆုံးနေလို့လား။ငါရုပ်မဆိုးပါဘူး။ဇင်းအောင်ကကို့အဆင်ပြေတယ်လို့ရောင်းလို့ရတယ်။အေးကြီးတာကရောင်းကောင်းဖို့ပဲမဟုတ်လား။ဟယ်လိုချက်တီရောက်လာပြီ။ဘလူရီပြည့်စည်ဖို့ရှင်တယ်လေ။ချက်တီကိုခေါ်လို့ရတယ်နော်။ရာဒီအိုသူကရမ်းပူတော့ချက်တီနဲ့အတူတူရေခဲတောင်ထိလိုက်လို့ရတယ်။ဟေး90ရှိမှမင်းရနေ။ ဆိုင်ရတရတီနဲ့ပြက်ပေါက်လိုက်ရမလား။အိုမလုံးပါနဲ့ကောင်းပါပြီခင်ဗျာ။အိုကြည့်စင်ဒီကောင်မလေးကအရန်ဆိုးတာပဲ။ဟုတ်တယ်။သွားရက်ဆက်တယ်။ဒီကောင်မလေးကဘာလို့ဒီမေးလဲ။ဒီနေ့မှတော့ကိုတော်တယောက်ဘဲပင်ပေါက်တီကိုရေထိုင်လောင်းနေပါတယ်။ကိုတော်စီကိုနိုင်ခင်ရောက်လာပါတယ်။ခွလုတ်ပါနော်။ငါတန်ချေတော်လို့တောင်းမှန်ပါတယ်။ဒါမဲ့မအော်ရင်လည်းငါမချေချောင်း။ရပါတယ်ငါတော့ပဲပင်ပေါက်တွေဘလောက်ပဲလှနေပါစေဘယ်တော့မှမကျေလဲရောင်းပါပဲ ငါဒီကနေထွက်သွားပြီးတခြားမှာသွားရအောင်ရမယ်။ငါတခြားပါပဲ။ပြောင်းရောင်းရင်ကောင်းမလဲ။ထမင်းနဲ့ဟင်းပါရောက်အောင်မလား။ဒါဒီနေ့အားလား။ဒါကြည့်ဖို့ဓာတ်ပုံတွေပို့ပေးလိုက်မယ်။အမေကဒါအတွက်တယောက်ရှာပေးထားရင်။အမေတောက်စင်တင်မဖြစ်သေးဘူး။အလျော်စလို့မလုပ်ပါနဲ့။အမေပြောတော့ကိုနားထောင်ပါ။အမေကအမြဲရှိပေးနိုင်မှာမဟုတ်ဘူး။အမေမြေးချင်နေပြီ။မင်းမလုပ်ပါ။အကိုယူရင်အခွင့်ကောင်းမယ်။ ဟုတ်ကဲ့မေသားသိပါတယ်။ဟင်။သူ့မေကအဖော်ရှာပေးနေရလား။ဟင်း။နန်းခင်ကတော့တရတရရဲ့အရင်ရှောင်းရတယ်လို့နန်းခင်ကြောက်ကိုတုတ်ပါဇေယံကောင်းလာပါတယ်။အိုးလေမွန်တိုင်းရှိရတဲ့နဲ့မွေးရတော့မယ်။ငါတို့မှမိုးလည်းမရှိတော့ဒုက္ခပဲ။ခဏနေတော့အုံမလာပြီးမိုးရေရွာချလာခဲ့ပါတယ်။အိုးသွားပါပြီ။ငါတရတီလေးတွေအားလုံးစိုးကုန်ပြီပြဿနာပဲကွာ။ကိုတုတ်ကတလပါနဲ့အမြန်အုပ်ပြီး နန်းကင်ရဲ့တည်တည်တွေပါ ဖုံးပြလိုက်ပါတယ်။ပြီးတော့မိုးရေတွေမဆိုးရအောင်နန်းကင်ကိုပါကပြေးထားလိုက်ပါတယ်။လာတော့အောင်မိုးဝင်ကြောင်နဲ့ကိုတုံနဲ့နန်းကင်တို့တနည်းမှာမိုးတူခိုးကြပါရစေ။ကျေးဇူးတင်ပါတယ်နော်။မဟုတ်ရင်ငါရဲ့တည်တည်တွေအကုန်စိုးသွားမှာရပါရင်ငါတို့ချင်းချင်းကူညီပေးရမှာပေါ့။တန်းနဲ့အိမ်ပြန်သေးဘူးလား။ဘောက်အမေးရလေ။တင်းငယ်အေးချန်နေဘွားနဲ့နေပါ။အမေးရှာပေးထားတဲ့သူကိုလက်ခံလိုက်လေ။ငါစိတ်ဝင်စားသေးပိုင်မမီယိုချင်းတေးကိုလေ။ မရအောင်ခုမဈေးမှာလာရောက်တာလားအရင်ကဈေးမှာဆိုင်ရန်ပိုးပါရင်ကြာပါပြီအဖေအကြောင်းမရအောင်ဖြတ်သွားတာပါဈေးရောက်တဲ့သူရဲ့ချင်းချင်းအဆင်ပြေစေချင်တယ်ဟိုလေငါမင်းရဲ့ဘေးနားမှာအမြန်ရှိနေစေချင်တယ်မင်းလက်ခံပေးလို့ရလားဟိုရပါတယ်ပေးမင်းပေါ့ရင်ဒီမှာငါမင်းတွေငါရဲ့ပေးပင်ပေါ့တွေငါလိုပဲလှရင်ဟဲ့ကိုတုံနဲ့နိုင်ကန်တို့ကကြာလာလေးပို့ပို့ပြီးတော့ရင်းနှီးလာကြပါတယ်သူတို့ချင်းချင်းကွင်ကြီးပေးကြပြီး ံစားချက်တွေနားလည်လာကြပါတယ်။ဒီနေ့မှာတော့ထုံစံအတိုင်းဈေးထဲမှာရောင်းတုပ်ဝယ်သူစီကားနေပါတယ်။အဲဒီချိန်မှာပဲကျောင်းသားတဲ့တကူကချက်ပေါ်လာခဲ့ပါတယ်။အားလုံးပဲနားထောင်ပေးကြပါ။ဒီနေ့အခမ်းအနမှာစီဝေးပွဲ ရှိပါတယ်။ဈေးရက်ကသူတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေး project တစ်ခုပါ။အားလုံးပဲလာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်ပါတယ်။မနေ့ပြန်ရှင်းနာရေးစီဝေးကိုလာခဲ့ကြပါ။အိုးဒါကတကယ်ပဲလားဖွံ့ဖြိုးတိုးတက်ရေး project တွေဒါကတကယ်လားဟေ့ကိုတော့ မနဲ့ပြန်စီဝေးရှိရတဲ့ငါကြားတော့ဒီဈေးရှိပြမယ်ကြားတယ်တခြားတနေရာမှာဈေးတက်လို့မလားမသိဘူးဟေးဟုတ်လားဒီလိုဆိုရင်ငါတို့ဒီမှာဈေးမရောက်ရတော့ဘူးပေါ့ဒီဈေးရှိတာကကြားလာပြီလေဘာဖြစ်ရလဲငါဒီမှာဈေးပြန်လာရောက်လာတော့မကြသေးဘူးခရော့နေရာရှိပြရတော့မယ်ပေါ့နန်းကီကတော့ဒီနေ့ဈေးရောက်ရတာစိတ်မပါတော့တာကြောင့်သူပြည့်စည်ပြီးကို ကောက်တိန်ပြီးတော့ပြန်သွားခဲ့ပါတယ်။အိုးငါတို့ဆိုင်လေးရှေ့ပြရတော့မယ်တင်တယ်။ တို့ကဘာလို့စီဝင်လောက်မှလည်းမသိဘူး။ငါတို့အတွက်တခြားရွေးချယ်စရာလည်းမရှိဘူး။ဇီလီထဲမှာရောင်းချနေတဲ့ဈေးတွေကတော့တို့ပြောင်းရွှေ့ပေးရမှာကိုဆိုရင်နေပါတယ်။မနှက်ပြန်ဈေးမရှိအောင်ဘယ်လို့မှလည်းကိုတို့ကတော့ဒီဈေးလေးမှာ ရောင်းချနေရကြပြီဖြစ်တာကြောင့်တခြားနေရာမှာသွားပြီးတော့မရောင်းချချင်ပါဘူး။ကိုတို့ကသူ့ရဲ့ဖုန်းကိုထုတ်လိုက်ပြီးဈေးထဲမှာ direct လိုက်လွှဲပါတယ်။ကျွန်တော်တို့အားလုံးဒီဈေးထဲမှာရောင်းချလာတာကြားပါပြီ။ဈေးလေးကိုပဲမိကိုပြီးအကူရောင်းချနေရပါတယ်။ စိန်ခံနေရတဲ့ဘွားတွေမဟုတ်ပါဘူး။ကိုတို့ကဇေယောင်ချနေရတဲ့သူတွေရဲ့စာဝတ်နေရတဲ့အကြောင်းကိုပါတင်ပြခဲ့ပါရယ်။ဇေရီကသူတွေကတော့ကိုတို့ခုလိုလိုင်းလွင့်တာကိုသဘောကျကြပါရယ်။သူပြောတာကိုနားထောက်ရတာတနာစရာကောင်းတယ်။သူကစကားပြောတာနေပေမဲ့လူကောင်းတယောက်ပါ။နန်းခင်လေးကိုတို့ရဲ့ဗီဒီယိုကိုချိန်ပြီးကိုတို့ရဲ့ခံစားချက်တွေကိုနားလည်ပါရယ်။အိုမင်းကငါတင်ထားတာတည်းပို့ပြီးရိုးသားသူရဲ့ကိုတို့ကတော့ဇေတင်မှာတယောက်တည်းရောင်းချနေတဲ့နန်းခင်ကိုသတိရနေပါရယ်။ သူပြန်လာတော့လားဟဲ့ဩမင်းပြန်လာပြီရှင်းရဲ့ဗီဒီယိုကိုကျွန်မကြည့်လိုက်ရတယ်ရှင်းခန်းစားချက်တွေကိုနားလည်ပါတယ်ငါလည်းဒီလိုပဲတင်ပြလိုက်တာဒီလိုနဲ့ကိုသုံးတဲ့နိုင်ခင်တို့ကဈေးစီဝေးကိုရောက်လာခဲ့ပါတယ်ဈေးတွေကသူတွေကတော့ဈေးရွှေ့ပြောင်းမဲ့ပေါ်သဘောမတူကြပါဘူးငါတို့ဒီမှာကုမ္ပဏီတည်ဆောက်ကြလို့ပါဒီနေရာကဈေးနေရာပါဒီဈေးရှိလာတာကနေ့90ရှိပါပြီကျွန်တော်တို့သဘောမတူနိုင်ပါဘူး ။တကြီးဟာနောက်ဆုံးမှာကိုတုတ်တို့ဈေးတွေရဲ့ဆန်နောက်ကိုပဲလျှော့ပြလိုက်ပါတယ်။တကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်အလုံးပြောသားကြပါရဲ့။ဈေးလေးကတော့အရင်လိုပဲစီကားနေပါရဲ့။ကိုတုတ်ကတော့နိုင်ကင်ကိုလက်ထပ်ဖို့တောင်းဆိုလိုက်တော့နိုင်ကင်ကလည်းကိုတုတ်ပြောတာကိုတဘောတူလိုက်ပါရဲ့။အဲဒီအချိန်မှာပဲကိုတုတ်ရဲ့မိအားရောက်လာပါရဲ့။ဒါအမေပြောသလိုဟိုမင်းလေးကိုလိုက်ကြည့်တော့မလား။သူကတို့ဟုလို့ဖြိုးပေးပြီးချစ်စရာကောင်းနေရပါပဲ။ဒါနဗီယာတရားသေးတယ်လို့မဟုတ်ဘူး။ အန်တီဘလိုပြောရလေနန်းကင်ကတော့စိတ်ဆိုးပြီးထွက်သွားပါတယ်အမေသားစီလာနေတာကျေးဇူးတင်ပါတယ်ခနာကသားချစ်သူပါသူနဲ့ပဲလက်ထပ်ပြစီကိုကင်ကနန်းကင်စီအမြန်လိုက်သွားပါတယ်ငါ့မိပြောတာစိတ်မဆိုးပါနဲ့ရှင်ဘလိုငါစီလာလေရှင်မမိဘရွေးချယ်ပေးထားတဲ့သူရှိရမဟုတ်လားမရှိဘူးမင်းနဲ့လက်ထပ်ဖို့ငါပြောလိုက်ပြီနန်းကင်ပြောပါတယ်သူတို့မြောက်ကတော့မကြခင်လက်ထပ်တော့မှာဖြစ်တယ်